အားသာဝါနာရှင်ညီမောင်တို့များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ16ရက်နောက်ဆုံးရအာဆင်မနက်ခင်းသတင်း၄ဘုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ကြောင်ပြမအောင်တင်းတဲ့ပုတ်ကိုတော့ record portugia ဖော်ပြထားတဲ့ ဗစ်တာယောဂရက်တင်းနေပဲစားလိုက်အောင်ရော့ကော့ပေါ်တူဂီဆိုတဲ့ပေါ်တူဂီရေးဆိုင်သတင်းဌာနကတနေ့တမျိုးမရိုးရအောင်ကျွန်တော်တို့လည်းဗျာသတင်းတင်ဆက်တင်ဆက်နေချားလဲလဲလာပြီဒါပေမဲ့ဒီလိုသတင်းမှမတင်ဆက်ရင်လေကျွန်တော်နေ့စဉ်ထိတွေ့စရာသတင်းကရှိမှာမဟုတ်ဘူး record portugal ရဲ့ပေါ်ပြထားချက်အရဗစ်တာယောဂရက်အတွက်အ အာဆင်နယ်ရဲ့လက်ရှိချိန်ဆွေးနွေးမှုတွေကြိုးပမ်းမှုတွေကခိတရက်ဆိုင်ထားလို့ကြားသိရပါဗါတယ်အကြောင်းကတော့ Sporting Lisbon အသင်းကဒီကစားမနဲ့ပတ်သက်ပြီးသူတို့ရဲ့တန်ကြီးကိုရှော့မပေးရဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့အဲ့တန်ကြီးကိုမတန်ဘူးဆိုပြီးတော့ခဏရက်ဆိုင်ထားတယ်လုံးဝစိတ်ဝင်စားတော့တာတော့မဟုတ်ဘူးခဏရက်တန်ထားပါလို့နောက်ထပ်ပြစ်မှတ်တွေဖြစ်တဲ့ဒါ Benjamin Sesko နဲ့ Oliver Kim ဘက်ကိုလည်းအာဆင်နယ်ကတစ်ချက်ပြန်ပြီးလှည့်နေလို့ကြားသိရတယ်ဒါတော့တည်နေရကိုးကားပြီးရေးတာပဲတခုရှိတာကစနေတနင်္ဂနွေကာလ ਈ လည်းဖြစ်တာဖြစ်တဲ့အတွက်ဒီပုံမှန် ာတော့ဒါအာဆင်နယ်ဘက်ကခဏငြိမ်သက်သွားလေဖြစ်နိုင်တယ်တကယ်ကိုမှ walking daily ကြာလို့ရှိရင်တော့တနည်းတဖုံပြန်ဖြစ်လာတည့်ရတိုင်းပဲ sasco sasco ဆိုပြီးလိုက်တယ်ပြီးရင် yogurt yogurt ဆိုပြီးပြန်ဖြစ်သွားတယ်ပြီးရင်ဘယ်တိုက်စစ်မှုနဲ့ထွက်လာမှမသိဘူးတေးကြတစ်ခါတော့မွေးကလေးကနေပြီးတော့လက်ရှိအချိန်ထိတကယ် pro တိုက်စစ်ကစားသမား center forward ဆက်ဆက်အာဆင်နယ်ကိုရောက်လာဖို့လိုအပ်တယ်ကျွန်တော်တို့ကြီးမများဘူး အရေးကြီးတာအာဆင်နယ်တိုက်စစ်မှုစစ်စစ်တူဝယ်ဖို့လိုအပ်တယ်ဗောလေအဲ့တော့လက်ရှိဖြစ်နေတာကတော့ဗစ်တာယောဂရက်နဲ့ပတ်သက်ပြီးစပိုတင်တို့ကယူကိုတန်း80တောင်းဆိုထားကြားသိရတယ်အဲ့ဒီပမာဏအာဆင်နယ်တို့ပထမသတ်မှတ်ထားတဲ့ယူတန်း60ဆောဆောပမာဏနဲ့ဆိုရင်တော့ကွာဝေးနေတယ်တောင်းတောင်းပြား9တန်း10တန်းအနေထားတော့အတွန်ဘောနဲ့ဘာညာနဲ့ဆိုညှိလိုက်လို့ရတဲ့ပမာဏဒါပေမဲ့လက်ရှိကွာချားတဲ့အနေထားရဆိုရင်တော့အာဆင်နယ်တို့ကတစ်ဖက်ကဆက်စကိုဈေးလျှော်အောင်မလားဆိုတဲ့ပုံစံမျိုးနဲ့သူတို့ပြန်ပြီးတော့ ချိန်ထိုးနေတဲ့ပုံပဲလေဈေးကွက်ထဲမှာလည်းအခုနောက်ပိုင်းကအဲ့နံပါတ်966တိုက်စစ်မှုတွေကရှားလာတာကလည်းအဲ့လိုတိုက်စစ်ကစားသမားတကယ့်ကိုမှပေါ်ပူလာဖြစ်တဲ့ကစားသမားတွေကိုပိုင်တဲ့ကလပ်တင်းတွေကလည်းရသလောက်ဈေးဆွဲတည်ပြီးစောင့်ကြတဲ့နေထားအခုဘာလို့လို့နဲ့ကျွန်တော်တို့ဒီဂျွန်လာတော်မှ16ရက်နေ့မနက်ခင်းကိုရောက်လာခဲ့ပြီအဲ့တော့16ရက်နေ့ဆိုရင်တစ်ဖက်က UK ရဲ့အချိန်တည်းဆိုလို့ရှိရင်တော့ ဟိုသူတို့ဈေးကွက်ဖွင့်တာနည်းနည်းလေးနောက်ကျအောင်ပါဗောလေဘာပြောပါဈေးကွက်ပြန်ဖွင့်ပြီဆိုလို့ရှိရင်တော့တခုခုတော့ကျွန်တော်မျှော်လင့်လို့ရတယ်အဲ့တော့အရှိမာတော့ကျွန်တော်တို့ဒီဇူဝီမန်ဒီရောက်ပြီကီပါရောက်ပြီဆိုရင်မဲ့တကယ်အသင်းအတွက်လိုအပ်တဲ့တောင်ပန်ကစားသမားနဲ့တိုက်စစ်အထောင်တော့အာဆီနယ်တို့လက်ကျန်နှစ်လဆွဆွဆိုတဲ့အချိန်တွင်မှာခေါ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီနေရာမှာပီတာယောဂရက်နဲ့ဘက်ဂျမင်ဆက်စကိုတို့သူတို့ကေရီယာတခြားမှာတွင်းကိုဖန်တီးမှုစုစုပေါင်းလှုပ်ထားခဲ့တဲ့ပွဲရည်အတွက်နဲ့ကျွန်တော်နှိုင်းရှင်ပြပါမယ်ဒါကတော့ဘဟုတုတအနေနဲ့ဗောလေပီတာယောဂရက်ကတော့ပွဲပေါင်း333ပွဲ ွဲကစားထားတဲ့သွင်းကိုဖန်တီးမှုစုစုပေါင်း222ကြိမ်ဒါကသူကစားခဲ့တဲ့ဒီ Swansea Brighton အဲ့လိုအသင်းမျိုးတွေမှာလက်ရှိ sporting မှာဘောလေတစ်ဖက်က revu sebet တို့ rp lipset တို့အပါအဝင်အခြားသင်းတွေမှာသူကစားခဲ့တဲ့ benjamin sasco ကတော့ပွဲပေါင်း230ကစားထားတယ်106 သွင်းကိုဖန်တီးမှုလှုပ်ထားခဲ့တယ်တရား6ပေါ်လေအဲဆိုဒါတွေကတော့အသက်ရွယ်ရာကွာခြားမှုလည်းရှိတယ်ပွဲရတွေကလည်းကွာခြားမှုလည်းရှိရဆိုပြန်နှစ်ယောက်စလုံးတော့အာဆင်နယ်အသင်းအသေးနဲ့လူကြီးနဲ့ပလေယာတွေအဲဆိုယောဂရက်ရောက်လာလို့အသက်ကြီးရဲ့ဘာညာကျွန်တော်စီနီယာမပေးဘူးဆက်စကိုရောက်လာလို့အတက်ငယ်သေးတယ်အစီအပြပါမလားကျွန်တော်စီရင်မပေးဘူးအရေးကြီးတာကတိုက်စစ်မှုစစ်စစ်တူအာဆင်နယ်တို့ဝင်နိုင်ဖို့ပဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါညီကိုတို့လိုပဲကျွန်တော်လည်းအရန်မျှော်လင့်နေခဲ့တာပါ fight တင်းမှာရောက်ကိုရောက်လာပါလိမ့်မယ်တရားရောက်ကတော့ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါဂျိုဟန်ဘာတာယိုကိုနဲ့ပတ်သက်ပြီးဖော်ပြသွားမှာပါဘာကာယိုကိုဆိုတာကတော့အရင်တော့အာဆင်နယ်နဲ့သတင်းထွက်ခဲ့ပြီးတဲ့ PSV အသင်းရဲ့တိုက်စစ်တောင်ပန်ကစားသမားပေါ့လေအာဆင်နယ်ကအသင်းရဲ့တိုက်စစ်တောင်ပန်စီးရင်တဲ့ကိုဒီကစားသမားလည်းထည့်လိုက်တယ်လို့ကြားသိရတယ်စာချုပ်တစ်နှစ်ပဲကျန်တော့တာဖြစ်တဲ့အတွက် UOA ဖြစ်ဆိုရင်တန်း30ပေါင်အဖြစ်ဆိုရင်18တန်းနဲ့ရလိုက်နေဆိုပြီးတော့အဲ့ဒီနယ်သာလန်ဘက်က local သတင်းထောက်တင်စီကနေပြီးတော့ကျွန်တော်တို့ဒါသတင်းတွေရေးသားလာတာတွေ့ရတယ်ပေါ့လေအဲ့တော့ညာချမ်းတောင်ပံအတွက်ဆိုရင်တော့ဒီ PSP သင်ရဲ့ Academy ထုတ်ကိုအာဆင်နယ်တို့ကတော်တော်လေးသဘောကျတယ်အမေကတော့အာဆင်နယ်ကိုချန်ပီယံလိအစားဆုံးပြန်ပြီးဝင်ပြိုင်ဝင်ရတဲ့2023 2024ဘောလုံးရာသီမှာအုပ်စုပွဲမှာ PSP နဲ့တွေ့ခဲ့တော့လေဒီဘဲလေးခြေစုံကျွန်တော်ကြည့်ခဲ့ရတယ်မနစ်ကချန်ပီယံလိ တိုင်ပွဲရဲ့ပုံစံတက်မှာဆိုလို့ရှိရင်16တင်းစင်မှာ PSV တင်းတဲ့တွေ့တော့ငါဘာကာယူကွေးခြေဆောင်ကျွန်တော်ကြည့်ခဲ့ရတယ်။အဲ့တော့ဘာကာယူကတအူးချင်းကြော်ဖြတ်မှုတွေကောင်းတယ်။ပြီးတော့သူ့ရဲ့ကစားပုံတစ်ခါကျလို့ရှိရင်ဒီ Premier League ကအန်တွန်စီမီယိုလိုလိုတိုင်မျိုးအဲ့လိုကစားမှတအူးအတွက်အသက်ကလည်း22နှစ်တည်းပဲရှိတဲ့ Belgian သားလေးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေဒီစားမှကို ေါင်း18တန်လောက်နဲ့ရမှာဆိုအရန်ကိုတန်တယ်ဒုတိယမြောက် trousset လိုမျိုးအရန်တန်လို့နဲ့အပြောင်းရွှေ့ဖြစ်လာမှာဒါပေမဲ့ဒီလောက်ပဲတန်နေဆိုရင်နောက်ွယ်မှာတော့အများကြီးရှိအောင်မယ်အေဂျင့်လက်မှတ်ထိုးကြီးတွေရှိနိုင်လားတနည်းပဲကြံတော့တဲ့ကစားသမားဆိုပေမဲ့လည်းဒီကစားသမားကဘယ်အသင်းကိုယူမလဲဒါတွေကတော့ရှိတယ်ကျွန်တော်ကတော့ဘာကာယူကိုကြိုက်လားဆိုကြိုက်တယ်အာဆင်သင်းလက်ရှိကြည့်နေတဲ့ option ကလည်းဘူကောက်ဆာကအရန်နေနဲ့ပေါ့ကြည့်ရပါလိမ့်အဲ့တော့22နှစ်ရဲ့ဘယ်ကျန်သားတော့2026ကိုဆိုရင်စာချုပ်ကုန်ဆုံးပြီးဒီမြေမမရောက်တော့ PSV တို့ကအလွတ်နဲ့လက်လွတ်ရမှာလာမယ့်နှစ်မှာအရက်ကတော့ ားပေ10လမှာရှိတယ်။ဒီယာတီပြိုင်ပွဲစုံ46ပွဲမှာပွဲပေါင်း30ပွဲထွက်ထားပြီးတော့12ဂိုးသွင်းနှလုံးဖိုင်ထားတယ်။တိုက်စစ်တောင်မှာတော်တော်လေးကိုခြေစွမ်းပြရကစားမှာပေါ့လေ။တချို့အချိန်ရာစုနဲ့ဘဲညာတိုက်စစ်တောင်မှာနှစ်ဦးနှစ်ဖက်စလုံးကိုသူကစော့ပေးနိုင်လို့လည်းကြားသိရတယ်။အဲ့တော့ PSV အသင်းနဲ့ဆိုရင်132ပွဲမှာ33ဂိုးသွင်းပြီးတော့22လုံးဖန်တီးထားတယ်အဝါကက်၈ကက်ထိထားတယ်ကျန်တာတော့ဒါ PSV အသင်းရဲ့ဒါ U19 U19 U23 သူတောက်လျှောက် အမှတက်ငယ်တန်းဒီမှာကစားခဲ့ပြီးတော့အခုဆိုရင်တော့ဒါ PSV အသင်းရဲ့ဒီစင်ထွက်ခွာဖို့ဒီနေ့မှာဆုံးဖြတ်ထားကြသိရတယ်။ဘာပြောပါဘယ်ဘချမ်းတက်စစ်တောင်မှတော့ quality player တူဝယ်မယ်ဆိုရင်တော့မှစကားရန်ထွက်လေဒီလိုမျိုးတန်ဖိုးသင့်အသက်ငယ်တဲ့တက်စစ်တောင်မှကစားမတူတော့အာဆင်နယ်တို့ဝယ်ယူထားသင့်ပါတယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအီတလီခြေဆိုင်ကိုရီးယားဒဲလိုစပေါ့ကဖော်ပြွားပါဗောလေဒါကတော့ဇင်ချန်ကိုနဲ့ပတ်သက်တဲ့သတင်းပါ အာဆင်နယ်ရဲ့ဒီနေ့မှာအယောင်းတင်ထားတဲ့ကစားသမားတွေတယောက်ပေါ့လေအဲ့တော့ AC Milan သင်းကလန်ဒန်ထိလာပြီးတော့ဇင်ချန်ကိုနဲ့ပတ်သက်ပြီးအာဆင်သင်းတောင်းဝန်ရှိသူတွေနဲ့ဇင်ချန်ကိုရဲ့ကိုယ်စားလှယ်နဲ့ကိုဆွေးနွေးခဲ့လို့ကြားသိရပါတယ်အဲ့တော့ဇင်ချန်ကိုနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာညှိမြတဲ့အချက်ကတစ်ချက်ပဲပြောင်းရွှေ့ခြင်းမဟုတ်ဘူးအဲ့ဒါကစားသမားတောင်းဆိုမဲ့လောက်ခလာစာဒီကစားသမားအာဆင်နယ်ဘက်ကတော့ပေါင်တသိန်းခွဲရရှိတယ်ဒါပေမဲ့လက်ရှိအချိန်မှာတချို့ report တွေကြားတာတော့ဒီကစားသမားဘယ်အသင်းပဲသွားရသွားရတစ်နှစ်လောက်ခလာစာယူ9သန်းလိုချင်တယ်ပေါင်အားဖြစ်ဆိုရင် ၈၈000ကျွဲဒါကအာဆင်နယ်မှာရတဲ့လောက်ခလာဆိုင်ရဲ့ခောက်ချိုးဆွဆွပမာဏလောက်ဖြစ်သွားနေတာပေါ့လေအဲ့ဒီပမာဏတော့မှလက်ရှိအီတလီကလပ်ဖြစ်တဲ့ AC မီလန်ကမပေးနိုင်ဘူးလို့ကြားသိရတယ်အဲ့တော့သူတို့လည်းတော့အပြစ်တော့ပြောလို့မရဘူးဒါပေမဲ့ယူကရိန်းသားလည်းတောင်းဆိုมาပဲလေအသက်က28ပဲရှိသေးတယ်သူတို့လိုချင်တဲ့အသင်းတွေကအာဆင်နယ်တတ်မှတ်ထားတဲ့ပေါင်သန်း20ဆွဆွပမာဏနဲ့ရနိုင်မယ့်အနေထားမှာကစားသမားတွေသူတို့လောက်ခလာဆိုင်တကယ်ညှိရမှာအဲ့တော့ AC မီလန်တသင်းနဲ့သူ့ကိုသဘောကျတာဆိုမဟုတ်ဘူးဒေါ်မွန်တို့ ပြီးတော့အခြားသီးနေလဲသဘောကျရှိတယ်။ဒီနေ့မှာ AC Milan နေနဲ့ဘာကြောင့်ကြန့်ကြာနေလဲဆိုတော့သူတို့အသင်းဘယ်ဘက်အစွန်ကစားမှ Tio Hernandez ကိုရောင်းချပြီးမှဒီစားမဝယ်ဖို့များတာဖြစ်တဲ့အတွက် Tio Hernandez ကလည်း Tico ရောင်းမလို့လို့မရောင်းမလို့လို့ sorry သွားမလို့လို့မသွားမလို့လို့နဲ့အဲ့လိုဖြစ်ပြီးနောက်ပိုင်းမှာတော့သူတို့ကဒီစားမမငိမ့်မတက်တော့သဘောမကျတာဖြစ်တဲ့အတွက်အဲ့ဒီမှာသူတို့ကဇင်းချန်ကိုနဲ့ပြင်ပြီးအစားထုတ်လို့လဲ။ Arsenal ကလည်း Luis Scaly ကလာဖီယိုရီဂျက်ကူခီဝီယောဂျူရီယန်တင်ပါကစားသမားတွေအများကြီးအိဘဲဘဲချမ်းမော်ဘိုးခန်းစစ်မော်ဆုတ်လို့ရတာဖြစ်တဲ့အတွက်ယူကရိန်းသားကိုပိုရှန်ကစားသမားအဖြစ်ရောင်းထုတ်ဖို့ပြင်ဆင်လာတယ်အထူးသဖြင့်ယူကရိန်းသားအရှိအမှတော်တော်လေးကိုအသုံးဝင်မဲ့ခန်းစစ် ဗီရှင်မှာတော့တော်တော်လေးဦးမှာအာဆင်ဦးအတွက်အားနည်းချက်တစ်ခုလို့ကြံခဲ့တဲ့ရာသီမှာဖြစ်ခဲ့ရပါဘို့လေအဲ့အတွက်အာဆင်တွေကလည်းပေါင်သန်း20စုံစုံရရင်ဒီယူကရိန်းသားကိုရောင်းမယ်ဆိုပြီးတော့လေးတန်ပြတ်ထားပါတယ်အဲ့ဆိုတော့ဒီကစားမှာတော့ကြံခဲ့တဲ့ရာသီက23မှာ10ပွဲပဲပွတ်ထွက်ခဲ့ရတယ်တကိုးသွင်းတကိုးဖိုင်ထားတယ်ရှေ့ရာသီ36ပွဲမှာ25ပွဲပွတ်ထွက်ပြီးတော့တကိုးသွင်းနှလုံးဖိုင်ထားခဲ့တဲ့ဇင်ချန်ကိုလောက်တော့အာဆင်တွေကဒီကစားမှာတိတ်မကြိုက်တော့တာတွေ့ရတာဖြစ်တဲ့အတွက်အာဆင်တွေကနေဒီနေ့မှာထွက်ခွာဖို့အတွက်ဇင်ချန်ကိုကစူးစမ်းနေပါတယ် ဒီစီစဉ်လေးကိုဒီကဝန်ကြီးပုံပြီးတဲ့ရှုပ်ဘောလုံး online အကြည့်ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မဆူနော်ဘိုင်ဘောဖုန်းမှာတင်ကြကို6939ကို63လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေပါတယ် iVac ကိုကို sport online နဲ့53လုံးမိနဲ့ sport 8တန်းစုံကိုစော့ကျင်နေဆိုရင်တော့ဘိုင်ဘောဖုန်းမှာတင်ကြကို6939ကို63လုံး2ခုကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ တော်မတ်ပါတီနဲ့ပတ်သက်တဲ့သတင်းလေးပဲကျွန်တော်လုတ်လိုက်အောင်မနေ့ကကျွန်တော်ရဲ့ personal account မှာတော်မတ်ပါတီရဲ့စာချုပ်အခြေအနေလေးပြောပါဆိုကျွန်တော်လာမေးထားရှိတယ်။ဒါပေမဲ့ကျွန်တော်ကမကြားတဲ့သတင်းကိုကြားသလိုတော့လုတ်ပြီးမပြောချင်ဘူးဗျ။လက်ရှိချိန်မှာပါတီရဲ့စာချုပ်နဲ့ပတ်သက်ပြီးဘာသတင်းမှမကြားသေးတာ။ဘာမှမကြားရတာဒီသတင်းကောင်းလို့ဆိုလို့ရှိရင်အဲ့ဒီဆိုရိုးရအရဆိုရင်တော့လာကုံမှာတက်တန်းကုံမဲ့ပါတီကိစ္စကအစင်ပြေနိုင်လောက်တယ်လို့ကျွန်တော်ထင်တယ်။ဒါကျွန်တော်တူးတဲ့အမြင်ပေါ့လေ။နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တော်မတ်ပါတီသတင်းကိုကျွန်တော်ဘာကြောင့်ထည့်ပေးဖြစ်လဲဆိုတော့ပါတီ ဒါနိုင်ငံအစ်စ်မှာစုစည်းရတဲ့ဟာကိုကျွန်တော်ကဖော်ပြပေးခြင်းတယ်အဲ့ဒါကတော့ဒီဂါနာနိုင်ငံကဂါနာဖော်ဘောအဝတ်ဆိုတဲ့တနစ်တာအကောင်းဆုံးဘောလုံးသမားစုကို၃ချိန်မြောက်ဖြစ် ပထမဆုံးကစားသမားဖြစ်ဒါတောမတ်ပါတီရရှိခဲ့ပါတယ်အဲတောမတ်ပါတီကတော့ဒါကို2018မှာတစ်ကြိမ်2019မှာတစ်ကြိမ်အခု2025မှာတစ်ကြိမ်၃ကြိမ်အထိရိုက်ဥနိုင်တဲ့ပထမဆုံးဂါနာကစားသမားဖြစ်လာခဲ့ပါတယ်မနစ်ကဆိုရင်တော့မိုဟာမက်ကူတက်က2024ခုနှစ်အတွက်ရခဲ့တာပေါ့လေအဲ့တော့တကယ်လဲထိုက်တန်ရခဲ့တာပါ တော်ဘာတီတီကွန်းနေအာဆင်နယ်ရောက်လာပြီးနောက်ပိုင်းတွေကလက်ရှိ2024-2025ဘောလုံးရာသီကပွဲတွေအများဆုံး twin goal ဖန်တီးမှုတွေအလုံးနိုင်ဆုံးတဲ့တကယ့်ကို strong ဖြစ်ဆုံးရာသီဖြစ်ရှိခဲ့တယ်။ပထမတော့ကတော့အော်အလွတ်နဲ့လက်လွတ်ရပြီးထင်ခဲ့တဲ့အာဆင်နယ်ဖန်တီကိုယ်တိုင်ကတတ်တန်းတိုးပါအောင်ရေပွဲယူဆိုပြီးဝမ်းမီတောင်းဆိုလာတဲ့အထိကြံခဲ့တဲ့ရာသီကပါတီရဲ့တကယ့်ကိုခြေစွမ်းပြခဲ့တာ။အဲ့တော့ပါတီရဲ့ပသက်ပြီးအလုံးကတတ်တန်းတိုးခြင်းလေဆိုပေမဲ့နောက်ကမှကျွန်တော်တို့မမြင်နိုင်တဲ့ရာသီများကြီးပဲ။အဲ့ကစားသမားနဲ့လောက်ခအဆင်မပြေရလား။ဒါမှမဟုတ်အမှုရွဲတွေရှိရလား။ဒါမှမဟုတ်ကစားသမားနဲ့နှစ်ရှိနှစ်တူ contract ညှိမရလားဒါမို့အခြားပေါ်ထွက်ခွင့်ညှိမရတာဆိုတာပဲတစ်ချက်ကျွန်တော်ကြည့်ရတယ်။ဘာလို့လဲဆိုတော့အာဆင်နယ်အသင်းမှာတက်တန်းတိုးပြီးပါတီဆက်ရှိလို့ရှိရင်အရန်အတွက်အကူအရမှတ်ပြီးမဲ့ဇူဝီမန်ဒီရောက်လာခဲ့တာလေပါတီရဲ့ကစားဝင်ကိုအကန့်အသတ်တစ်ခုဖြစ်သွားစေတဲ့အခိုက်အတန့်ပေါ့လေ။အဲဆို ကျွန်တော်တို့ပါတီနဲ့ပတ်သက်ပြီးသတင်းကောင်းတွေကြားရမလားဂျွန်30မတိုင်ပြီးတော့တခုခုအပြေထွက်မယ်လို့ကျွန်တော်ထင်ပါတယ်ဂျွန်30ဆိုရင်တော့ပါတီကအာဆင်နယ်နဲ့စာချုပ်လုံးဝကုန်ခန်းသွားမှာဖြစ်တဲ့အတွက်ဂျွန်ပင်တက်တီကိုဘာစီလိုနာနဲ့လွတ်လပ်စွာဆွေးနွေးခွင့်ပြုသွားတော့မှာပါအဲ့တော့ဒီယာဒီပွဲပေါင်း90မှာ53ပွဲကစားပြီးတော့၄ကိုးသွင်းနှလုံးဖန်တီးပြီးအဝါကခွနကအထိထိပြီးတော့အသင်းအတွက်ပေးဆက်ခဲ့တဲ့ဒီဂါနာသားကြီးဒီယာဒီအာဆင်နယ်အသင်းမှာနောက်ဆုံးလားတတန်တူဝီဆက်ရှိမှာဆိုတော့စောင့်ကြည့်သွားတော့မှာပါအဆုံးထိကြည့်ပြတော့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာညနေခင်းသတင်းမှာတော့ပို့ပြီးကောင်းပြီးပို့ပြီးစိတ်လုံရှာစရာကောင်းတဲ့သတင်းတွေကျွန်တော်လဲရှာဖွေတင်ဆက်နိုင်ပါစေဆိုပြီးတော့ဆန္ဒပြုနေပါတယ်